မာဘောဓိမင်းဆိုကြီးပြောတဲ့စကားလေးသဘောကျဒါနဆိုတာပစ္စည်းရှိမှလှူလို့ရတာအလူခံတဲ့လူလည်းရှိမှလှူလို့ရတာပစ္စည်းရှိရင်လည်းပဲလှူလို့ဖြစ်တယ်သီလဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်တိခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ်အပေါ်မှာနော်စောကားလာတဲ့လူရှိမှတိခံလို့ရတာ ဒါကြောင့်စော်ကားတဲ့လူရှိမှတိခံမှုဆိုတာဖြစ်နေတာစော်ကားတဲ့လူရှိရင်တိခံမှုဆိုရင်တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူး။ဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့နော်။ကျတို့အစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောင်းမိထားတာလေ။တိခံမှုဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးဟုတ်လား။ခုဒီမှာမပြောပြတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူး။ထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူး။